ဂျိန်းဆိုတဲ့လျှက်စီးဖြတ်ကနေလက်သွားပြီးငိုးကြိုးပြစ်တဲ့တန်ကြောင့်တပင်အောင်မှာမိုးခွန်နေတဲ့ငထွန်းတယောက်ရုတ်တရက်ထိုင်ချလိုက်တယ်။မထိုင်ချလို့ကလည်းမဖြစ်ဘူး။လွန်ခဲ့တဲ့သုံးရက်ကတရားရဲသားထုံးလို့တယောက်နွားသိမ်းရင်းနဲ့လူရောနွားပါငိုးကြိုးပြစ်ပြီးတိတ်ဆုံသွားခဲ့တယ်။ပြီးတော့အခုကမိုးကြဆော်ပြီးငိုးကြိုးလက်အတော့ကိုပြစ်တယ်။လျှက်စီးထက်ပြီးလက်လာကြောင့်ငိုးကြိုးပြစ်မခံရအောင်မြေကြီးပေါ်မှာထပ်ပြီးမှောင်နေတယ်။ဟဲ့ကောင်ငထွန်း မြေကြီးပေါ်ကာယာကြီးမှောက်ပြီးဘာလုပ်နေရလဲအတန်ကြာရကိုမောကြည့်တော့တရားရဲသားဇောဦးဖြစ်တယ်ဇောဦးဟာစစ်တုံးမိုးကစောင်းထားပြီးငထုံးကိုကြီးကြီးကျယ်နဲ့ကြည့်နေရကြောင်းမြေကြီးပေါ်မှောက်နေရကနေချက်ချင်းထားရတယ်မိုးကြိုးပြစ်မှာကြောက်လို့ကွဖဲသွားမလို့လဲပောက်ပွင့်ရွာဘက်ကိုသွားမလို့ဟာဘသူမှလူမထင်တဲ့ကောင်ကမိုးကြိုးပြစ်ခံရမှာတော့ကြောက်သလားဇောဦးပြောတာမှန်တယ်ငထုံးကအလုအဆုံလုပ်တယ်လို့လောင်းကစားလည်းမကင်းဘသူကမှလည်းလူမထင်တဲ့ လည်းရဲဆဲရှိသူဖြစ်တယ်။လူလူချင်းတော့ဂယုမဆိုင်ဘူးဟဲ့ကောင်။မိုးကျိုးပြစ်လို့မတည်တဲ့မသားဆိုတာမရှိဘူးခင်ဗျ။ထုံးလို့တော့မှတည်သွားတာမင်းလည်းသိပဲ။မင်းတို့ကမဟုတ်တာလို့တော့မိုးကျိုးပြစ်ခံရမှာကြောက်နေမှာပေါ့။ငါတော့မိုးကျိုးပြစ်မှာမကြောက်ဘူးကွာ။မင်းပါစကားပြောတာလေစောဦး။ငါပြောတာမဟုတ်လို့လား။ထုံးလို့နဲ့မင်းတို့ကလူကြီးလည်းနားမလဲ။မိဘဆိုလည်းခံပြောတယ်မဟုတ်တာလို့တက်ကောင်းတယ်ဆိုတော့ ိုးကြိုးပစ်တာပေါ့ကွာခွေးမသာစကားပြောတာကြည့်ပြောငါလှုပ်လိုက်ရသေးတော့မယ်ငါ့ကိုခွေးမသာလို့မစင်နဲ့ကွာမင်းကိုကြောက်တဲ့ထဲမှာငါမပါဘူးမင်းကိုတငငချင်းမို့လို့စနေတာဆဲတော့ဘာဖြစ်လဲကွာဟမ်ခွေးမသာငါထုံးကခါကြတဲ့ကဓမြံကိုထောက်ကဇော်ဦးစီကိုခတ်တက်ထွက်သွားတာကြောင့်ဇော်ဦးကလည်းလွယ်အိတ်ထဲကဓမြံကိုထောက်ပြီးတော့အသင်စောင့်နေတယ်မင်းကငါ့ကိုဓာတ်နဲ့ထုံးမယ်ပေါ့ဟုတ်လားထိုးရထိုးကြည့်စမ်းကွာမထင်မဖက်နဲ့ နောက်ပြောင်ကြည်စလိုက်တဲ့စကားတစ်ခုကြောင့်တရားတဲ့နေတရည်တဲ့တောင်းနေတဲ့ငတ်တငငချင်းနှစ်ယောက်ရံဖြစ်ခရပြီထိုးရတယ်ကွာထိုးရတယ်လမ်းကြောင်းနဲ့တက်လိုက်တဲ့မထုံးရတာချက်ကိုဇော်ဦးကနောက်ကိုဆုတ်ချောင်းပြီးတော့မထုံးကိုတမြောင်းနဲ့ပြန်တွတ်တယ်မထုံးကလည်းလက်ဆခြေစာရှိသူဖြစ်တာကြောင့်ဇော်ဦးကိုတမြောင်းနဲ့ဆက်တိုက်ထိုးတယ်အစမပြတ်ဝင်လာတဲ့မထုံးရတာချက်ကိုရှောင်းတိန်နဲ့ဇော်ဦးတို့ကဟန်ကြိုက်ပြတ်သွားတဲ့အချိန်မှာမထုံးရအခွင့်အရေးကိုလက်လွတ်မခံဘဲနဲ့ဇော်ဦးရဲ့ဝမ်းပိုက်ထက်ကိုတမြောင်းနဲ့ နှစ်ချက်စစ်မိထိုးချလိုက်တယ်။ငါထုံးမင်းမင်းမင်းငါ့ကို တတ်တဇောဦးစီကလည်းတွေ့တယ်ဟာမိုးရီနဲ့တူတူမြေပြင်ပေါ်ကိုစစ်ကြလာတယ်။တမန်ကိုလွှတ်ချလိုက်ပြီးတော့ဘိုက်ကိုလည်းနဲ့အောက်ကရင်ဆဲဆိုကဒုတ်ထောက်ပြီးတော့ခွေကြသွားခဲ့တယ်။ငါထုံးကလည်းလက်ယူနေတယ်မို့လို့ဒေးတိုင်းထားလို့ဖြစ်မှန်သိရကြတော့ဇောဦးကိုနှုတ်ပွေးကိုဟန်ပြနေတော့ဇောဦးတယောက်မြေကြီးပေါ်ကိုမှောက်ရပဲလဲကြသွားတယ်။လူသွားလူလာခြင်းတွေကိုကြည့်လို့ဇောဦးကိုဒရွတ်တိုက်ဆွဲလို့တပ်ပင်ခွေကိုခေါ်ကလက်ပင်ကိုဖျက်ချတယ်။ လေဘင်းကသွေးတွေဟာမြေမကောင်းပန်းထွက်လာပြီးတော့ဇော်ဦးရဲ့ခန္ဓာကိုယ်ဟာတဆက်ဆက်လူကမကြခင်မှာငြိမ်သက်သွားခဲ့ပါတယ်။ညနေဆောင်ဖြစ်တဲ့ပြင်မိုးရွာနေတာကြောင့်လူသွားလူလာပြန့်နေတယ်။ဇော်ဦးနဲ့ငထွန်းတို့ပြဿနာဖြစ်ကြတဲ့နေဟာပောက်ပင်ရွာနဲ့တပြေပင်ရွာကြားဖြစ်နေပေမဲ့လူသွားလူလာပြန့်နေပြီးပတ်ဝန်းကျင်ခြေတွေကိုတုံချလို့ဇော်ဦးလောင်းကိုမရိုင်းတော့နဲ့ကျုပ်ဝင်နေကြတဲ့ကိုဒရုတ်တိုင်ဆက်ကောက်သွားတယ်။အဲ့နောက်အဲ့ဒီနေရာကနေအမြန်ပြန်ပြီးရွာကိုဟမ်းမပြန်ပြန်လာခဲ့ပါတယ်။ ဒီလိုနဲ့ပဲဇော်ဦးပျောက်ဆုံးနေခဲ့တာသုံးရချခဲ့ပြီမထုံးကဟမ်းမပြတ်နေထိုင်ပြီးတော့အလုပ်တွေကိုဆက်လုပ်တယ်ကိုထုံးဘာလဲလာတွေပေါ့ပင်ရွာကိုတွားပြပါလားဘာလို့မလို့လဲဟာ မတန်းလာလို့စီကရားစရာအကျိုးကိုတောတောင်းခိုင်းမလို့နေဟာနေတော့စမ်းမှာဟာငါလှုပ်เสียရှိသေးတယ်ရှင်ကားတော့လေဘာမှကိုအဖို့မရဘူးအာအာရှိအရက်တောက်ဖို့နဲ့ဖဲ့ရိုက်ဖို့ပဲကျမရင်ပတ်အောင်နေလို့ ရှင်းကိုတော့ခိုင်းနာလှထွေးရနေဟာနေတော့တောင်းစားမအေးပါကျမဟာကျမပဲတော့တောင်းမမယ်ပြီးတော့မှဖဲရိုက်ဖို့ပတ်စံလာမတောင်းနဲ့အငငယ်မကိုကြည့်ထားလိုက်အကြီးကောင်ကိုကျမခေါ်သွားမယ်ဆောင်းကြီးအောင်ကြီးနဲ့တဲဘော်ကဆင်းသွားတဲ့ဇနီးတဲ့ဖြစ်သူမတ်လှထွေးရကြောပြင်ကိုကြည့်ကဇောဦးကိုတက်ခတ်မိတဲ့အကြောင်းကိုစဉ်းစားပြီးတော့နောင်တရနေတယ်ဇောဦးနဲ့ငထွန်းတို့ကတရားတဲသားငယ်ပေါင်းကြီးပေါ်တွေဖြစ်တယ်အဲ့ဒီကငထွန်းအရက်တော့ထားတယ်အရက်ကြောင့်သွေးဆိုပြီးတော့ငယ်ပေါင်းတငယ်ချင်းကိုတက်ခတ်မိတယ် ဖြစ်ခဲ့ပြီးမှတော့ဘလို့မှမတက်နိုင်ဇော်ဦးရဲ့အလောင်းမပေါ်စေဘူးတာအမြန်ဆုံးပုတ်ပွားပြီးတော့အယိုးကျသွားစီရင်တာဆူတောင်းနေမိတယ်။ဇနီးဖြစ်သူမလတ်ထွေအကျွေးတောင်းခိုင်းတာကိုမသွားခြင်းကလည်းပောက်ဝင်ရောင်ကိုသွားမယ်လမ်းဟာဇော်ဦးကိုတက်ပြက်ခဲ့တဲ့လမ်းဒါကြောင့်ဒီကနေသွားမှာကိုစိတ်ထဲမှာယုံနေတာမလတ်ထဲကိုဒီလိုကိစ္စကြောင့်သူကငင်းဆန်ခဲ့ခြင်းလည်းဖြစ်တယ်။မလတ်ထွေနဲ့တာကြီးဖိုးကြီးတို့ပောက်ပင်ရွာကိုနေလေကလေးကထွက်သွားခဲ့တာ။ညနေဆောင်တဲ့ဒီပြမလာသေးပြီမဲ့ မထွန်းတယောက်စိတ်မပူမိဘူး။ပေါက်ပင်ရောင်းတဲ့တပြေကုံရောဟာလမ်းလျှောက်တော့ပါက15မိနစ်ခန့်သာလျှောက်ရတယ်။ရောင်းနေရကြမှာလေကွင်းတွေရှိပြီးတော့ထွန်းရက်စိုက်ပြုတ်လို့မရနိုင်တဲ့နေရာမှာမြေရိုင်းပင်တွေနဲ့ကျုပ်ပင်တွေပေါက်ရောက်နေတယ်။ပြေရောင်းတဲ့တရာကူတန်းသွားလာဖို့ကဒီလန်တလန်မရှိတဲ့ပေါက်ပင်ရောင်းအချိန်ဘက်မှာကရင်စုကြေးရွာရှိပြီးတော့အဲ့ဒီကရင်စုကြေးရွာမှာဗုဒ္ဓဘာသာကရင်လူမျိုးတွေနေထိုင်ကြတယ်။တပြေကုံရဟာရွာအဆုံဖြစ်ပြီးချောင်းငယ်တခုကလည်းရွာကိုရစ်ခွဲပြီးတော့စီစဉ်သွားတယ်။ ပထောမိုးအေးနဲ့အရက်ထိုင်တော့နေတော့နာမည်ခေါ်တန်ကြတာကြောင့်အတန်လာရတဲရှိကိုလှမ်းကြည့်ရကြီးရွာလူကြီးဦးသိန်းဆောင်တဲ့ဇော်ဦးရဲ့ဇနီးမအေးခင်တို့ကိုမြင်တွေ့လိုက်ရတာကြောင့်ငထုံးရဲ့ကြောချင်းတွေတောင့်တင်းသွားတယ်ဦးလေးသိန်းဘာခိုင်းမလို့လဲဗျခိုင်းစာမရှိပါဘူးကွာမဲစရာလည်းရှိလို့ပါလာလေတဲပေါ်တက်ပါအောင်လားမတက်တော့ဘူးငထုံးထုံးလူရဲ့ရက်လေအတွက်သွားရင်နဲ့မဲစရာရှိလို့မင်းစီလာခဲ့တာမေးလေ ဘာများသိကျင်လို့လဲဗျဇော်ဦးအိမ်ကိုပြန်မလာခဲ့တာကြာပြီကွာအဲ့ဒါအေးခင်ကလာပြောတယ်မဲများသိမလာလို့မဲကြည့်တာဒီရက်ထဲမှာဇော်ဦးနဲ့ကျုပ်တို့မတွေ့ကြဘူးဗျဒီကောင်ဘယ်ကိုခြေရှင်နေလဲမသိဘူးကျမယောက်ျားကခြေမရှိတတ်ဖို့ချင်းကိုငထုံးငားရှာထွက်လို့အိမ်ပြန်နောက်ကြမယ်ဆိုတော့မှအိမ်ကိုပြန်လာပြီးကျမကိုပြောတတ်တယ်ဟာဒါဆိုရင်တော့မရေငယ်ခေါ်ပြီးတနေရာကိုသွားတယ်ထင်တယ်မဖြစ်နိုင်ပါဘူးကိုငထုံးရဲ့ကျမယောက်ျားကမိမမပွေဘူး အေးခင်မင်းနဲ့ဝိမတွေကလေနှကောင်းမရှိရင်ချီးအောင်စားမယ်မျိုးတွေဘယောက်ကြားကငါမရငယ်ကိုယူပါလေလို့ပြောမှလဲဟာမရငယ်ယူသွားရင် ကိစ္စမရှိပါဘူးတော့တော်ကြအသက်အန္တရာယ်တစ်ခုခုဖြစ်မှာဆိုလို့ပါနှယောက်ကြားကဘယ်နေ့ကလေးကပြန်မလာတာလဲအေးခင်ဒီနေ့နဲ့ဆိုတုံရရှိပြီပေါ့ပွင့်ရွာဘက်ကိုသွားမယ်ဆိုပြီးထွက်သွားတာဒါဆို ပေါ့ပွင့်ရွာမှာသွားပြီးစုံစမ်းကြည့်ပါလားစုံစမ်းပြီးပြီတော့အခုလေးတင်ပြန်လာတာမလားထွေးလို့သားမိနေတာပေါ့ပွင့်ရွာမှာတွေ့ခဲ့သေးတယ် အေးပါငါလည်းစုံစမ်းပြပါမယ်ဒီကောင်ဘယ်ကိုများချေရှင်နေလဲမသိဘူးလောက်ပါအောင်ကိုငှထွန့်ရဲ့ကျမလည်းခေါင်းမေးတောင်းနေပြီအေးကွာမင်းလည်းဝါပြီးတော့စုံစမ်းပေးအောင်ငါလည်းစုံစမ်းကြည့်အောင်မေးထိုးသွားလိုက်အောင်မေးအာသူဘအိမ်ကိုလာအောင်မေးမလားလာရမှာပေါ့ဦးလေးတင်ညာမနေ့ကမကြေပွဲလေးကိုပြန်ဆက်ရအောင်ပါဗျလှထွေးပြန်လာခဲ့တာနဲ့ကျုပ်လာမေးအငငယ်မကိုထားခဲ့တော့လှထွေးပြန်လာမှလာလို့ရမှာဗျအေးပါအေးပါငါအာသူဘအိမ်မှာရှိနေမယ်ဟုတ်ကဲ့ဦးလေးသိန်း ကျုပ်လဲဝိုင်းရှာပေးပါမယ်။ဦးသိန်းဆောင်နဲ့မအေးခင်တို့ပြန်သွားတဲ့အခါငထွန်းတယောက်တပင်းချနိုင်တယ်။တောက်လက်စာရက်ကိုဆက်တောက်ပြီးတော့ဇနီးတဲ့မလှထွေတို့သားမေးကိုစောင့်ပြောင်းနေ။အချင်းကနေဝင်ချင်းဖြစ်နေပြီမလို့စိတ်ပူတယ်။စော်ကစားနေတဲ့၆နှစ်အရွယ်တမင်းငယ်ကိုထားခဲ့ပြီးတော့မလှထွေတို့နောက်ကိုလိုက်သွားဖို့လေလုံးဝမဖြစ်နိုင်ဘူး။နေမြန်သွားစမ်းမှာဟာပေါင်းနေပြီ။အောက်ကိုလည်းကြည့်အောင်။အရှိကောင်ကိုတန်နေမိမှမသာပေါ်နေဦးမယ်။တာပြည့်သူတော်ကျောက်ကိုအသာတွန်းနေ။ပောက်ပွင့်ရော်နဲ့တပြေကုန်းရွာကြမှာ တရက်ပင်ကြီးသုံးပင်ဟာတပင်နဲ့တပင်ဆယ်ပေတသလောက်ချပြီးတော့ပေါရောက်နေတယ်။တရက်ပင်ကြီးသုံးပင်အလယ်မှာပေါရောက်နေတဲ့မချစ်စုပင်ကလည်းအကြီးမားဆုံးဖြစ်တယ်။အဲဒီတရက်ပင်တွေကိုဘသူစိုက်ပျိုးခဲ့လဲဆိုတာမသိတဲ့အပြင်ဒီတရက်ပင်တွေကအပွင့်လည်းမပွင့်အသေးလည်းမသေးကြဘူး။အရေးခုံုံပဲအသုံးဝင်တယ်။တရက်ပင်ကြီးရဲ့နောက်မှာကျူပင်တွေနဲ့တပြေးရိုင်းပင်တွေမြေရိုင်းပင်တွေဟာအေကကြော်လောက်ရှိပြီးတော့အဲ့ဒီမြေရိုင်းပင်တွေနဲ့ကျူပင်တွေကိုလွန်မှာကတပြေးကုန်းရွာကို ရစ်ခွေစီးစင်းနေတဲ့ချောင်းငလေးကိုမြင်တွေ့ရတယ်။အရင်တုန်းကအဲ့ဒီမချိစုတရက်ပင်ကြီးအနီးမှာဇော်အုံးနဲ့ငထုံတို့တပ်ပုတ်ခဲ့ကြပြီးတော့ဇော်အုံးရဲ့ဝိညာဉ်ချုပ်ခဲ့ရနေရလဲဖြစ်တယ်။မချိစုတရက်ပင်ကြီးနားကိုရောက်တဲ့အခါမှာတော့အပေါင်းနဲ့ဟာနှာခေါင်းထဲကိုတွန်းဝင်လာတယ်။အမေခွေးသေးကောင်ပုံနဲ့ရတယ်ဗျ။စိုးဝါးလုံးနဲ့အပေါင်းနှံကိုရလိုက်ကြတဲ့ကမလတ်တွေတယောက်အဲ့ဒီနေရာကနေအမြန်ပြေးချင်မိတယ်။မိုးကြိုပြက်ခန့်ရပြီးတေဆုံးသွားတဲ့ထုံးလို့မလတ်ထွေနဲ့ဆွေမျိုးမကင်းအဲ့ဒီပြင်အစားအနောင်တန်သူဖြစ်တာကြောင့် အပေါင်းနာမဲက6လက်နဲ့လို့ထင်မိတယ်။မြန်မြန်သွားပါဟဲ့။တပည့်သူခေါင်းကိုပုတ်လိုက်ပြီးအဲ့ဒီနေရာကအများဆုံးသွားခိုင်းတဲ့အချိန်မှာပဲအနောက်ကကပ်ပြီးလိုက်လာတဲ့ခြေတံကိုမလှတွေကြားတာကြောင့်နောက်ကိုလှည့်ကြည့်တယ်။ဒါပေမဲ့တအုပ်တယောက်ကိုမှမတွေ့ရဘူး။ဒါကြောင့်မလှတွေကြောင်းလာတယ်။ဒီချိန်မှာပဲမချိစုတရက်ပင်ကြီးရဲ့အကိုင်းခတ်တွေဟာလေမတိုက်ပဲလှုပ်ရမ်းသွားတာကြောင့်စိတ်ထင်ပြီးတပည့်သူလက်ကို ဆွဲကန်လိုက်တော့နောက်ကျောကိုထုနှက်ခြင်းခံလိုက်ရတယ်။ကျောကိုထုနှက်ခြင်းခံလိုက်ရတာကြောင့် မလထွေငဲတန်းပါအောင်အော်ဟစ်တယ်ပြီးတော့တားငယ်ရဲ့လက်ကိုဆွဲလို့အတင်းပြေးတယ်မလထွေတို့တားမိခြေကုန်တုပ်ပြီးပြေးလာကြတာကိုရွာတွေကလူတွေမြင်လို့ငဲကြမြန်းကြပေမဲ့မလထွေတယောက်စကားမပြောနိုင်အမောတကောနဲ့အိမ်မော်ကိုပြေးတက်လာတယ်ပြီးတော့ပြေးတက်လာတဲ့မလထွေနဲ့တားပြစ်တွေကိုကြည့်ပြီးတော့ငထုံးတယောက်စိတ်ပူသွားတယ်နင်တို့ဘာပြစ်လာကြတာလဲတရေချောက်လို့ဘာရင်ဟုတ်တူလားဟာဟုတ်တယ်ဖေးကြီးဟိုမချစ်စုပင်ကြီးနားရောက်တော့အသေးကောင်ပုံနေရလို့အမေကိုပြောနေတော့ မကျေစုပင်ကြီးကလှုပ်နေတယ်။နောက်ပြီးတော့အမေကျော်ကိုဘုံခင်းနဲ့ထုလို့သားတို့တွေထပ်ပြေးလာတာ။ဗာဖြစ်သူစကားကြောင့်ငတ်တွန်းစိတ်ထဲမှာထင်သွားတယ်။ပေါ့ပင်ရွာနဲ့တပည့်ကုန်းကိုတော်တယ်လန်းဟာငယ်စဉ်ကတည်းကဖြတ်တန်းသွားလာခဲ့တဲ့လမ်းဖြစ်ပေမဲ့ခြောက်ချင်းလှန့်ကျင်လုံးဝမရှိခဲ့ဘူး။အပုံနဲ့ဟာဇော်ဦးရဲ့လောင်းကထွက်တဲ့အပုံနဲ့ဖြစ်ကြောင်းကိုတော့မထုံသိတယ်။ဇော်ဦးလောင်းကိုဖြောက်ပြဖို့ကလည်းအခုချိန်နေမှလွယ်ကူတော့မှမဟုတ်ဘူး။ဇနီးတဲ့မလထွေရဲ့ကြောကုန်းကိုပုတ်လိုက်သူဟာဇော်ဦးသာဖြစ်ရမယ်လို့မထုံတယောက် အထိတ်ချယုံကြည်တယ်။ကျမဖြင့်ကြောက်လိုက်တာ ကိုထုံးတို့ခြောက်တာပဲဖြစ်ရမယ်။အသက်တော်မနေကိုလို့ရှိရတယ်ကိုထုံး။ဟုတ်ရှင်ဟုတ်မှာပေါ့လေ။ထုံးလူကအစားနောက်တန်းနေ။ဟုတ်ကောဟုတ်မှာပါ။ဖုန်ကြီးမရှိတော့ဗပိတ်တို့လို့လည်းမရ။ရက်လိုက်ပဲလောက်တာဆိုတော့ဘယ်ကျွတ်ပါမလဲ။နေပြောမှသတိရတယ်။ငါထုံးတို့အိမ်ကိုသွားလိုက်အောင်မယ်။ပတ်စံနေနေလောက်ပေးစမ်းပါ။ဗါလေ။ဖဲသွားရိုက်မလို့လား။အေး။ပတ်စံတော့တောင်းမှဆိုတော့မတောင်းဘူး။ ရှင်မသွားလို့ကျမတို့တောင်းပြီးသွားရတာတရေပါအချောက်ခံရတယ်မသေးတာကံကောင်းရင်မထဲမှာစိုးပြီးတော့အောင့်နေတာအေးပါနောက်ဆုံးငါသွားပြီးပါမယ်လောလောဆယ်ပတ်စံနေနေလောက်ပြေးစမ်းပါညော့ကျမလည်းဈေးသုံးဖို့လိုသေးတယ်မလတ်ထွေပြေးတဲ့ပတ်စံနေငယ်ကိုယူပါငထုံတရာထုံးတို့အိမ်ဘက်ကိုခတ်တက်တက်လေးထွက်လာတယ်ပြန်တော့မလို့လားငထုံပြန်တော့မယ်ဗျာမနဲ့တနိုင်အောင်ထိုးတော့မယ်ပါသမျှလည်းပြောင်းပြီဗျမိုးဆဲတုံးပြန်มาဖြစ်မယ်နောက်နေ့လာဦးမှာလား ပတ်စံရှာလိုက်ဦးမယ်ဗျာအဆင်မပြေရင်တော့လှထွေးစီကခိုးရမှာပဲလာခဲ့စမ်းပါကွဖိတ်သမားဆိုတာပူလိုက်ဖောင်းလိုက်ပါအေးပါဗျာကျုပ်ပြန်တော့မယ်ခမောင်ဆောင်းထားပြီမဲ့လေနဲ့တူမိုးရိပ်ဆက်တွေဟာမျက်နှာကိုလာရိုက်တာကြောင့်မျက်နှာကိုလက်နဲ့ကပြီးရွာလန်းအတိုင်းလျှောက်လာတော့လက်နဲ့ချင်းဆိုင်မှာလာနေတဲ့လူတယောက်ကိုလက်နဲ့တံမီရောင်နဲ့မြင်တွေ့ရတယ်။ဒါကြောင့်ခါးကြားကတံမြောင်ကိုလက်နဲ့ဆန်းလို့ဒရိနဲ့ဆက်ပြီးလျှောက်လာတယ်။လက်နဲ့ချင်းဆိုင်ကလာတဲ့သူဟာ မိုးကကိုတကူလုံးရှုံထားတာကြောင့်ဘသူဘဝဆိုတာမသိနိုင်ဘူးအခုလိုအချိန်မတော်အချိန်မှာရွာလန်းတဲ့လျှောက်လူလူတူတူဆိုလို့ဒီလိုပဲရှိတယ်တတိဆိုတာပို့တယ်မရှိဘူးမကြကမာမျက်နှာချင်းဆိုင်ကလာနေသူနဲ့နေကလာတယ်ဒီချိန်မှာပဲငထုံးနှခေါင်းဝါကိုအပုံနဲ့တိုးဝင်လာတယ်အပုံနဲ့ကခွေးသိကောင်ပုံနဲ့မဟုတ်ကြအောင်တတိထားလိုက်မိတာကြောင့်မျက်နှာချင်းဆိုင်ကလူကိုတေချာကြည့်တယ်လက်နေတယ်မိအောင်ဒီလူရဲ့မျက်နှာပေါ်ကိုမကြောက်စေရန်တတိထားပြီးတော့ဒီလူနဲ့မလှမ်းမကန့်ကိုမိထိုးတယ်အဲ့လူကိုပြီး နေကလာလေလေအပေါင်းနဲ့ဟာထောင်ထတာလေးနဲ့နှာခေါင်းကိုလက်နဲ့အုပ်ထားတယ်။ငထုံးငနေချင်းဆိုင်ကလာနေသူဟာရုတ်တရက်ငထုံးရှင်းမှာပိတ်ရက်ပြီးတော့နာမည်ခေါ်တာကြောင့်ငထုံးချီလန်တွေတုံငနဲ့ရက်သွားတယ်။ဘာလို့လဲအရှိမပိတ်ရက်ပြီးနာမည်ခေါ်နေသူရဲ့မျက်နှာကိုဓာမင်းနဲ့ထိုးကြည့်တဲ့အချိန်ငထုံးတယောက်တုံလုံးချာချသွားတယ်။ဟာပုပ်ပွားဖိုးရောင်နေတဲ့မျက်နှာဇော်ဦးဖြစ်ကြောင်သိရတဲ့အချိန်ငထုံးတယောက်ခြေကုန်တော့ပြီးအိမ်ကိုပြေးလာတယ်။နောက်ကိုလှည့်မကြည့်ပဲ ပြေးနေပေမဲ့အနောက်ကကပ်ပြီးလိုက်ပါလာတာကိုမထုံသေးတဲ့ရွာလန်းတစ်ချောင်းပြေးလာရင်တဲနဲ့နေလာတဲ့အခါတဲရှိမှရက်နေလူတယောက်ကိုတွေ့မြင်ရပြန်တယ်မထုံတုံငယ်ရက်တဲ့တဲရှိမှရက်နေသူဟာတဲဘော်ကိုတရွေ့တက်သွားတာကိုလည်းမြင်တွေ့ရတာကြောင့်တဲနီးကိုအသာလေးချင်းကသွားတယ်မထုံရဲ့တဲဟာတကားမရှိတဲ့တဲဖြစ်တဲ့အတွက်တဲဘော်ကိုအလွယ်တကူပဲဝန်နိုင်ထွက်နိုင်တယ်အခုလိုချင်းမျိုးမှာတဲဘော်ကိုတက်သွားသူဟာမလှထွေးနဲ့ဖောက်ပြန်သူသာဖြစ်နိုင်တယ်လို့တွေးမိလိုက်ပြီးတော့ ခါးကြားကဓမြောင်ကိုထုတ်ကတဲဘော်ကိုခြေကိုဖွာပြီးတက်သွားတယ်။တဲဘော်ကိုရောက်တာနဲ့ဓမြောင်ကိုအသိနေထားနေခိုင်ကမလထွေတို့သားမိအိတ်နေတဲ့ခြေနှောင်ကိုအသာဆွဲလိုက်ပြီးကြည့်တယ်။ဒါပေမဲ့ဘသူကမှမတွေ့ရဘူး။တဲဘော်ကိုဓမီထိုးပြီးရှာတယ်။ဘသူလဲ။ဓမီရောင်ရောင်မလထွေနိုးလာပြီးမေးတာကြောင့်အထုံးပြန်ဖြစ်တယ်။ငါ။ပြန်လာပြီလား။အေး။မလထွေဟာခြေနှောင်ထဲကထွက်လာပြီးတော့မိကွက်ထုံတာကြောင့်မိကွက်ကအလင်းရောင်ကတဲအတွင်းကိုပြန်ကျက်သွားတယ်။ အခုမှပြန်လာတာလားဟုတ်တယ်နေအိပ်ပျော်နေရလားအခုမှမိကနေအိပ်ပျော်သွားတာငါ့ကိုဘာလို့စောင့်နေရလဲရှင်းကိုစောင့်နေတာမဟုတ်ဘူးကျမတို့သားမီးတွေကြောက်လို့ငုံတောက်ထိုင်နေတာခလေးတွေကလည်းအိပ်ပျော်သွားတာမကြသေးဘူးဟေးဘာဖြစ်လို့လဲတဲတခုလုံးအသေးကောင်ပုံနှံတွေထောင်းထောင်းထနေတယ်တဲရှိမှလည်းမဲမဲကြီးကခောက်တက်ခောက်ပြန်ရှောင်နေတာဘာတို့လဲလူလားလူဆိုရင်ကြောက်เสียလားမဲမဲကြီးကတည့်ရဲမျိုးလုံးတွေကနေရဲပြီးကြောက်เสียကြီးခလေးတွေလည်း အကုန်လုံးမြင်ရတယ်။ဟေးကိုထုံးလူကကျမတို့ကိုလာချောင်းနေတာ။ကိုတိုင်ကြုံတွေ့ခဲ့ရတဲ့အတွက်မလထွေပြောတဲ့စကားကိုလည်းမထုံယုံကြည်တဲ့အခုတိုင်းဆိုပါကဇော်ဦးရဲ့လောင်းကိုမိတဲ့ကြုံမှာဖြစ်တော့မယ်။မကြောက်နဲ့တော့ငါရှိတယ်။ထမင်းစားအောင်မလား။မစားတော့ဘူး။ထုံးလူတို့အိမ်မှာစားခဲ့ပြီပြီ။အဲ့ဒီနံပါတ်ကြီးထပ်မပြောပါနဲ့ကိုထုံးရဲ့ကျမကြောက်လို့ပါ။အေးပါ မကြောက်နဲ့တော့။ငါလည်းအိတ်တော့မယ်။နင်းလည်းပြန်အိတ်တော့။မလထွေခြံအောင်လေးကိုဝင်စားတဲ့နဲ့ ငထုံးဟာမေကွက်ကိုနှိမ့်တက်ပြီးမလထွေရဲ့နေပြီးမှဝင်အိတ်တယ်။ငထုံးလောင်းကိုဘယ်မှာတွေ့တာလဲ။ပောက်ပင်ရွာသွားတဲ့လမ်းကမဆူဆူပင်ကြီးနောက်ကကျူတော်ထဲမှာလောင်းကပုတ်ပွားပြီးအသားတွေတောင်ရှိနေပြီ။မင်းကဘယ်လိုတွေ့တာလဲ။ကျုပ်ကပောက်ပင်ရွာကိုသွားရင်လည်းအခင်းကြီးသွားခြင်းလို့ကျူတော်ထဲကိုဝင်တို့လိုက်တာ။အပုံးတော့နဲ့နန်နေလို့ကြည့်တော့လူသေးလောင်းကြီးတွေ့တာနဲ့ရွာကိုပြန်ပြေးလာတာ။ဇော်ဦးလားမသိဘူးခဏဆောင်ကငါလူစုအောင်မယ်။ ဟုတ်ကဲ့ဦးလေးသိရေတော့လိုက်အောင်ငထောမင်းကိုကြည့်ရတာအတော့ကိုကြောက်နေတဲ့ပုံပဲဟာကြောက်တာဗောဗျငထုံးရဲ့အထိတ်တလန့်ပြစ်တဲ့မျက်နှာကိုဦးသိန်းဆောင်တစ်ချက်ကြည့်ပြီးတော့လူစုဖို့ထွက်သွားတယ်ဒီတော့မှငထုံးလည်းပြပင်းချနိုင်တယ်ဟန်ဆောင်ပြီးတော့ထိတ်လန့်တုံလုံးပြနေတာကိုဦးသိန်းဆောင်ကအဟုတ်မှတ်သွားခြင်းကငထုံးအတွက်စိတ်သက်သာရသွားနိုင်တယ်မကြခင်မှာဦးသိန်းဆောင်နဲ့တူတူရွာသား6ယောက်ရောက်လာတယ်သွားကြစို့ငထုံးငါတို့ကိုလိုက်ပြအောင်ဟုတ်ဟုတ်ကဲ့ငထုံးကရှေးကဦးဆောင်သွားပြီးတော့ ဦးသိန်းဆောင်နဲ့ရွာသားချောက်ဟာငထောင်းနှောင်းကနေလိုက်ရလာတယ်။ဇော်ဦးမဟုတ်ပါစေနဲ့လို့ဆုတောင်းအောင်ပါပဲ။အလောင်းကပုတ်ပွားပြီးလောက်တွေတက်နေပြီဗျ။ကျုပ်လည်းတိတ်ချာမကြည့်ရလို့မကြည့်ခဲ့ဘူး။စကားတော့ပြောနဲ့မချစ်စုပင်ကြီးအောက်ကိုရောက်လာတယ်။ဟိုကျူတော်ထဲမှာဗျ။ကျုပ်ကျုပ်တော်မလိုက်တော့ဘူးဗျာ။ငထောင်းမဲလောက်လက်တတာမဲမဲဘလို့ဖြစ်ဖြစ်ကြောက်နေရလဲ။လူအရှင်ဆိုပြက်တနာမရှိဘူးဗျ။အခုကအလောင်းကြီးကြောက်ရင်လည်းဒီမှာနေခဲ့ကွာ။ဒါကြငါတို့သွားကြည့်မယ်။ ဦးသိန်းဆောင်နဲ့ရွာသား6ယောက်ဟာကျူတော်တဲ့တုံးဝင်သွားတာကိုငထုံးဟာမချစ်စုတရက်ပင်အောက်ကနေထိုင်ကြည့်တယ်။ဟုတ်တယ်ကွာဟဲ့ကောင်တွေစော်ဦးကွာအသက်ခံရတာတဲကြတယ်လေပင်ပြတ်နေတယ်။ဟုတ်တယ်ကွာအသက်ခံရတာနေမယ်လောက်တွေတောင်တွဲနေပြီ။အလောင်းကိုဘယ်လိုတက်ကြမလဲရအောင်တက်မယ်။တင်လားကရွာထဲက3ယောက်ခေါ်ပြီးတော့ရွာပြင်မှာလေးတိုင်ရင်စောက်ဖို့အတွက်လို့တန်အေးကဆောင်းသုံးတဲ့ဝလုံးနှောင်းကိုပြန်ယူ။ဦးသိန်းဆောင်တို့အော်ဟိပြောဆိုနေတဲ့ဟာငထုံးကိုတုံးလို့စီတယ်။ဒါပေမဲ့ ဟန်ခိုးဖို့ဆိုတဲ့အတိုင်းထိတ်လန့်ကြအောင်ဆောင်နေရတယ်။မျိုးနဲ့အရန်ဝေးတဲ့ပြင်အဲ့ဒီခေအဲ့ဒီခါကရဲစခန်းကိုအကြောင်းကြားဖို့ကလည်းမလွယ်ကူတာကြောင့်ဇော်ဦးအသက်ခံရတဲ့မှုဟာကြီးရွာမှာပဲတိတ်ဆိတ်ပြီးဆုံးသွားခဲ့တယ်။ဒါပေမဲ့ဒီလောင်းနဲ့မှပြီးဆုံးခဲ့ဘူး။ဇော်ဦးလောင်းကိုမိတကြုံပြီးတဲ့နောက်နောက်တစ်ရက်ကစတာပြီးတရွာလုံးထိတ်လန့်စရာတွေနဲ့ကြုံတွေ့ခဲ့ရတယ်။ညာဘက်မှောင်လာတဲ့ရွာလန်းတစ်လျှောက်တရွေ့ရွေ့သွားနေတဲ့မဲမဲတရံကြီးကိုတိတ်လွာလုံးမြင်ရတွေ့ရတယ်။မချီစုတရက်ပြင်နာမှာရက်နေတဲ့ဇော်ဦးကိုမြင်တွေ့ရတာကြောင့် ညမောင်နာနဲ့ဘသူမှအပြစ်မထွက်ရတော့ဘူးခွေးတွေကလည်းဥလိုက်တာကိုထုံရဲ့ကျမကြောက်တယ်ဆွဆွငယ်ငယ်ဥနေတဲ့ခွေးဥတန်တွေကြောင့်မလှတွေကြောက်လန့်နေတယ်ဘာကြောက်စရာရှိလဲလှတွေရာသူ့ရဲ့သဘာဝတိုင်းဥတာပဲရှင်ကသာမကြောက်တာညနေဆိုတာနဲ့တရွာလုံးအပြင်ကိုတော့မထွက်ရတော့ဘူးဟိုတနေ့ကလည်းပုပ်ဝင်ကပြန်လာတဲ့အောင်ဘိုးတို့တာဖန်ရကိုမချစ်စုပင်အောက်ကထွက်လာပြီးခြောက်လို့ပေပြေးရှင်ပြေးခဲ့ရတာရှင်းနေသိတာပဲအောင်ဘိုးတို့တာဖ၆လန့်ခရရတဲ့အကြောင်းမထုံကြတယ် ပေါ့ပင်ရွာကကြက်ဝဲပြီးပြန်လာတဲ့ကိုချင်းနဲ့အောင်ဘူးတို့တားပါနှစ်ယောက်ရွာအပြင်နောက်ကျခဲ့တယ်။မချေစုတရက်ပင်ကြီးနာကိုရောက်တဲ့အခါမှာတော့အပင်ကြီးနောက်ကထွက်လာတဲ့ဇောဦးကိုတွေ့မြင်ရတယ်။ဒါကြောင့်ကိုချစ်တို့တားပါနှစ်ယောက်တရောတော့ပါပြေးခဲ့ရတယ်။ကိုချစ်တို့တားဖပြောပုံရဆိုဇောဦးရဲ့မျက်နှာဟာအယံကိုကြောက်မခွဲကောင်းပြီးမျက်လုံးတွေကနေရနေတယ်။ဇနီးတဲ့ရှေ့မှာမလို့ဟန်လုံးနေရပေမဲ့ညနေဆောင်တာနဲ့အပင်ကိုမထွက်ရဘူး။၆ချင်တဲ့ကောင်၆ဆမ်းမှာကွာ။တရဲဆိုတာကြောက်တယ်ဖျက်ချောက်လေးပဲ မပြောပါနဲ့တော့ကောထုံးရအောင်ကျမကြောက်လို့ပါခလေးတွေနိုးရင်ကြောက်နေပါအောင်မယ်ငါကတော့ဒါပဲထင်တယ်ကောထုံးကတဲပြင်ကိုပဆိုးလှမ်းပြတဲ့အချိန်မှာပဲတဲတစ်ခုလုံးတင်းတင်းကလှုပ်သွားတယ်ဘာဖြစ်တာလဲငလင်လှုပ်တာလားကောထုံးငါလည်းမသိမလဲဟာမလာတွေကမျက်လုံးဝိမျက်ဆံပြုံနဲ့တဲအတွင်းအပြင်ကိုတိတ်ကြကြည့်တယ်ကောထုံးဟိုဟိုမှာဘာလဲမလာတွေလည်းညှို့ထုတ်ပြတဲ့နေရာကိုမလာထွေနဲ့ငထုံးကြည့်တဲ့အခါမှာတဲနောက်တွင်ရက်နေတဲ့အရေးမဲကြီးကိုမိကွရအောင်မှမြင်တွေ့ရတယ်ဒီချိန်မှာပဲ အပုံနှန်းကလည်းဆူဆူဝါးဝါးထပေါ်လာတယ်။ကိုကိုထုံကျမကြောက်တယ်။အရင်မကြီးကိုထိုင်နေရှာရှာမြင်တွေ့ရတာကြောင့်မထုံလန့်ထိတ်လန့်သွားတယ်။ကိုကိုထုံကိုကိုဆုံအရင်မကြီးကိုကြည့်နေတုန်းမှာပဲအဖေးဖေးပုံမှန်တနဟာထင်ရှားလာတယ်။ဖောင်းကပုတ်ပွားပြီးမျက်လုံးနဲ့အပြင်ကိုထွက်ကာလေပင်ပြန့်နေတဲ့ဒဏ်ရာကြီးဟာအထင်းသားပုံနေတယ်။ဇဝုကိုမြင်တွေ့ရတဲ့ခိုက်မတ်လာတွေတယောက်ကြောက်လန့်ကြအော်ဟစ်ပြီးတော့ဒရိမိန်မျောသွားတယ်။ဒရိမိန်မျောနေတဲ့မတ်လာတွေကိုပို့ချပြီးလှုံ့နှိုးပြီးတော့ကထုံးတယောက်ထိတ်လန့်သွားတယ်။ဒီချိန်မှာပဲ ဇုံရဲ့ပုံမှန်တဏဟာရုတ်တရက်ပျောက်ကွယ်သွားတယ်။ငထုံးဟာပို့ကြည့်ထားတဲ့မလထရားရုတ်တရက်ထားထိုင်လိုက်ပြီးတော့ငထုံးကိုစင်စင်ကကကြည့်တယ်။ပြီးတော့ငထုံးဆိုတဲ့ခေါ်တဲ့တန်ကြောင့်ရုတ်တရက်ထားရတယ်။မင်းအားကိုတက်ခဲ့တဲ့အတွက်မင်းကိုပြန်တက်မယ်။လှထွေလှထွေမင်းဘာတွေပြောနေရလဲ။မင်းမိမအတတ်မရှိတော့ဘူးငထုံး။မင်းမိမရဲ့ကိုယ်တွေကိုငါဝန်လိုက်တာ။ဆုံဆုံငါတောင်းမှန်ပါလေကွာ။ တောင်းမှလည်းမကြည့်ဘူးငါတော့ငါ့ကိုတတ်တုံးကအဲ့ဒီပုံစံလားဓာတ်နဲ့ထိုးတဲ့ချိန်မှာမတည်သေးဘူးကွာငါလေဘင်းကိုလှိတဲ့ချိန်ငါဘယ်လိုခံစားခဲ့ရတယ်ဆိုတာမင်းလည်းခံစားရမယ်မလုပ်ပါနဲ့ငါထုံရမရုပ်မရဘူးကွာမလတွေကထိုင်ရကထကတဲနေရမှာထိုးထားတဲ့ကိုက်ခုတ်တာကိုပြေးယူထားကြအောင်ငါထုံးတဲ့တိုင်မှာချိန်ထားတဲ့လူတွေထက်ကဓာတ်မြန်ကိုပြေးယူတယ်ဒါပေမဲ့ငါထုံးတယောက်ချစ်တလန်နောက်ကျသွားခဲ့ပြီမလတွေဟာကိုက်ခုတ်တာနဲ့ငါထုံးရဲ့ကြောကုန်းကိုခုတ်ပိုင်းလိုက်တာကြောင့် မထုံးလဲကြတော့တဲ့ချိန်ခလေးနှစ်ယောက်လည်းနိုးလာတယ်မလုပ်ပါနဲ့ဆော့ဆော့ငါမတတ်ပါနဲ့ကွာအမေမလုပ်နဲ့လဲကြတော့တဲ့ငထုံးကိုနောက်ကတိုင်းဖက်ပြီးလဲလေးကိုပြင်းတဲ့ချိန်တားပြစ်သူကအော်ဟစ်တောင်းမနေဟဲ့ကောင်ငါအမေအမေမဟုတ်ဘူးကွာဇော်ဦးကွာဇော်ဦးမင်းအဖေငထုံးကငါကိုတတ်ခဲ့လို့မင်းအဖေကိုပြန်တတ်မှာမလထွေခနာကောင်မဝင်ပူးနေတဲ့ဇော်ဦးပါကိုင်းခုတ်ထားနဲ့ငထုံးလဲပင်ကိုလှိဖြတ်လိုက်ပါတယ်လာကြပါအောင်ဗျာဒီမှအမေရဲ့အဖေကိုတတ်နေပြီဗျာ ငထုံးလဲပင်ကသွေးတွေဟာရေပန်းကရေတွေပန်းထွက်တယ်လို့တလောထွက်ပြီးတော့ခနာကိုကတဆတ်ဆတ်တုံးနေတယ်။ကလေးနှစ်ယောက်ဟာမိခင်ကိုပြစ်ဖက်ပေမဲ့မလထွေးကစောင့်တုံးလိုက်တာကြောင့်ကလေးနှစ်ယောက်လွတ်ထွက်သွားတယ်။ဘလို့လဲငထုံးလဲပင်လိအခံရတဲ့ခန်းစားချက်ကိုသိပြီလား။မလထွေးကငထုံးနေမှာရက်ကကြည်ကြည်နဲ့နဲ့ပြုံးပြီးကြည့်တယ်။ငထုံးရဲ့တာဖြစ်သူဟာငင်းငယ်ဖြစ်သူလက်ကိုဆွဲလို့ရွာထဲမှာအော်ဟစ်ပြီးတော့အခုညတောင်မှပြင်းစင်းတဲ့ချိန်မလထွေးနေရာမှာနေမယ်ပုံရက်တာလဲကြသွားတယ်။ မထုံးရဲ့တာဖြစ်သူပြောပြတဲ့စကားတွေကိုဦးသိန်းဆောင်တဲ့ရွာသူရွာသားတွေဟာယုံရခက်မယုံရခက်ဖြစ်နေတယ်။လှထုံးကလည်းသိမထုံးလည်းသိတော့ဘသူကိုမေးရမှမသိတော့ဘူး။ခလေးတွေပြောစကားဆိုတော့ယုံရခက်တယ်။ဇောဦးကိုတော့ငထုံးကတတ်မှန်မထင်ခဲ့ဘူး။သူတို့ကတငယ်ချင်းတွေရန်ဖြစ်တာစကားများတာကလည်းတခါမှမတွေ့ဘူးဘူး။တရေကလူကိုပိုးပြီးတတ်တယ်ဆိုတာမဖြစ်နိုင်ဘူးထင်တယ်။ကျုပ်လက်ဒီလိုပဲထင်တယ်။ငထုံးကလက်မြန်ချင်းမြန်ဆိုတော့မလာထွေးကိုရန်ရှာလို့ လှထွေးကတက်ပြတာပဲဖြစ်နိုင်တယ်။ဒါဆိုလှထွေးကဘာလို့တေးရတာလဲ။သူ့မှာဘာတရားမှမတွေ့ဘူး။ဒေါသကြောင့်တတ်လိုက်ပြီးမှကြောက်လန့်ပြီးတေးသွားတာလို့ထင်တာပဲ။ခလေးနှစ်ယောက်ကဂျားတွေကဒုက္ခရောက်တာပေါ့။ဒေါသဆိုတာအင်မတန်မှကြောက်စရာကောင်းတယ်။အညှို့တဲဆိုတာလည်းကြောက်ဖို့ကောင်းတယ်။လှထွေးကပဲချင်းကလေးကညှို့ထားတယ်မသိဘူး။တလားထဲမှာတည်းထုံးလူကမိုးကြိုပြစ်ခင်ရတယ်။ဇဟုကတက်ခင်ရတယ်။ငထုံးနဲ့လှထွေးတို့တက်ကြတယ်။တို့ရွာလဲဘာတွေဖြစ်နေလဲမသိဘူး။ ျမကတော့မျိုးပေါ်ကဖုံကြီးတော့ပြင်ပြီးတော့ရွာထိပ်မှာပရဲ့ရွတ်စေခြင်းနဲ့မျိုးပေါ်မှာဖုံကြီးတော့ပြင်ရင်အတော်အပြန်တနေကုန်လဲကုန်ပါလေထည့်ပြီးစင်သာအောင်ဘာပဲဖြစ်ဖြစ်လုံးတင်တာကလောက်ရမှာပဲကိုသိမ်းဆောင်လုံးမြဝင်းပြောတော့ကြုတ်လက်ခနဲ့မကျေစုပင်ကြီးနာကခဏခဏခြောက်နေတော့မသွားရဲမလာရဲကြဘူးညဆိုရွာထဲမှာသွားလာနေတဲ့ပရလောကသားတွေအများကြီးပဲဒါကြောင့်ဘသူမှလည်းအပြစ်မထွက်ရဲဘူးဒါဆိုလေအားလုံးစည်နေကြမယ်ငါထုံးတဲ့လှထွေတို့ကို မတကြိုခင်မှာဖုန်းကြီးကိုဖောက်ပြညာမယ်။အမြအတန်ပေးဝေခဲ့ပြီမဲ့မကြီးစုတရက်ပညာနာမှာဇောဦးက6လက်နေတယ်လို့ငထုံတဲတွင်မှာလည်းငထုံ6လက်နာကြောင့်ငထုံတဲကိုဖြတ်လိုက်ရတယ်။ခလေးနှစ်ယောက်ကိုလည်းရွာသူရွာသားတွေဟာတလဲစီဆုံးရှောက်ထားကြတယ်။ဘဝချပြီမဲ့တက်ရှိတုံးကရန်ကျုံးကတေးရပါခဲ့တယ်။ခနာကိုတဲကိုဝန်ရောက်ပုကကအသက်ထုတ်သွားခဲ့တယ်။ဒီရန်ကျုံးဟာနှစ်ဦးနှစ်ဖက်ရဲ့အကျိုးကိုပြက်စေကြောင်းတတိမူတဲ့မှာလေအခုခါမှာတော့တပေကုန်းရွာနဲ့ပောက်ပင်ရွာဟာရွာကြီးတွေဖြစ်နေပြီး ဇုံနဲ့ငါထွန်းတို့ရဲ့၆လမ်းတန်လည်းမကြတော့ဘူး။ဘယ်ဘွားကိုကိုပြောင်းသွားတယ်ဆိုတာဘသူမှမသိနိုင်ဘူး။ငါထွန်းနဲ့မလှထွေတို့ရဲ့တာအိုးဖိုအေးနဲ့တမီးပြည်သူဒေါ်အင်းမြင့်တို့လည်းအိမ်အောင်ကြကတာသမီးတွေရနေပြီဖြစ်တယ်။ဒါပေမဲ့လည်းဦးဖိုးကြီးစိတ်ထဲမှာဖားကင်ကိုတက်ခဲ့သူ